ကန့်ဒေတာကအရက်သားများကိုကဲထုတ်နိုင်ဟုရုရှားဆုံရုရှားနိုင်ငံအနောက်ဘက်ကန့်ဒေတာမှာမကြသေးပြီကယူကရိန်းလက်အောက်ကနေလို့မြောက်လာခဲ့တဲ့စူးစားတဲ့ခန်းဆက်ရလော့ခညာကမြို့တွေကအရက်သားတွေကိုရုရှားတပ်ဖွဲ့ဝင်တွေကကဲထုတ်ခဲ့တဲ့ဗီဒီယိုကိုရုရှားကာကွယ်ရေးဝန်ကြီးဌာနကမတ်16ရက်မှာထုတ်ပြန်ခဲ့ပါတယ်ဗီဒီယိုရိုက်ကူးတဲ့နေရာကိုရှင်းရှင်းလင်းလင်းမသိရသေးပဲဝန်ကြီးဌာနကသတင်းအချက်အလက်ပေးမထားပါဘူး သုံးနှစ်ကြာယူကရိန်းစစ်ပွဲရဲ့အထူးခြားဆုံးတိုက်ပွဲတစ်ခုမှာယူကရိန်းတပ်ဖွဲ့တွေကပြီးခဲ့တဲ့ဩဂုတ်လကရုရှားနိုင်ငံအနောက်ပိုင်းနယ်စပ်ကက်ဒေတာကိုဖျက်ချော်ဝင်ရောက်ခဲ့ပြီး1943နာစီကျူးကျော်မှုနောက်ပိုင်းရုရှားပိုင်နယ်ကိုအကြီးမားဆုံးတိုက်ခိုက်မှုဖြစ်အမှတ်တမ်းဝင်ခဲ့ပါတယ်။ဒါပေမဲ့ခုလအတွင်းလျှက်သပြက်ထိုးစစ်ကြောင့်ယူကရိန်းထိန်းချုပ်မှုအကအေရီးယားဟာ42စတူရန်မှအထိ ရောကြခဲ့ပါတယ်။မနေ့ကယူကရိန်းအစိုးရကပိုင်တဲ့ 928စတုရန်မှထည့်ရော့လာတာကို open source မြေပေါ်မှာဖော်ပြထားပါတယ်ရုရှားနိုင်ငံအနောက်ပိုင်းကန်တီတိုင်းအဓိကမြို့ဖြစ်တဲ့ဆူဇာကိုရုရှားတပ်ဖွဲ့တွေကပြန်သိမ်းနိုင်ခဲ့တယ်လို့ကာကွယ်ရေးဝန်ကြီးဌာနကမတ်လ23ရက်နေ့မှာပြောခဲ့ပါတယ်။ဥရောပစီပုံမဲ့ရုရှားတန်ငွေအတွင်အခုရပ်ထားတဲ့မိသားတိုင်းတာရေးစခန်းရှိရာမြို့ကိုပြန်သိမ်းနိုင်တာဟာရုရှားအတွက်သိတာထင်ရှားတဲ့အကျိုးအမြတ်တစ်ခုပါ။ ယူကရိန်းနဲ့ရုရှားနှစ်နိုင်ငံစလုံးကအစ်မြေပြင်မြေပုံတွေထဲမှာကက်ဒေတာထဲကရုရှားနဲ့ဇက်လန်မှာတပ်ဆွဲထားတဲ့ယူကရိန်းတပ်ဖွဲ့ဝင်တွေထိန်းချုပ်ထားတဲ့နေမြေတစ်ခုကိုပြသထားပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။